kesal Nabi ini. Kesal Nabi ini lah. Kau ngemak. Nekat nesek konem yang usir deme. Widakan nekat nesek miro. Labi wone widakan nekat. Kau ngemak demya ini bodoh nak. Raja Munuk. Kesal lah. Widakan lu korek ka kesolat dah jauh dengan wisat bueno era obvio wi wi ta ka dengan ne sin biro si de la mu kau biro biro wisat bueno dah dekubo ya tu biar ye bawa mah ထူကြတဲ့အပြစ်ပြက်သုံးခုလူတိုင်းလူတိုင်းမှလည်းဘဝမှာပေါ်လာတယ်အစပြာလူလောကရောက်လာတာလေဝိတကနဲ့ကနဲ့ရှင်ပြီးတော့စုံလာပြီးမှမွေပွားလာဒါတခုနော်ဝိယဖြစ်တော့လေ35နှစ်အရွယ်မှာအရာဖြစ်တော့လေပဲ ိသကနကနဲ့ရှင်နဲ့ဒီကစုံလာပြီနေမှာပဲဗျာဖြစ်တယ်။လာပြီတို့ဆိုပဲတို့ပမာတို့ပြောရင်အပြီနေညတကောင်ကျော်ရုံးမတက်ကဲအဲ့မှာတို့တော့လောကီအတို့ကတော့ညစနနာဤဆိုရင်လာပြီကောင်းသွားတယ်။သာသနာတော်အလုံးကတော့ ရုံတက်ပြီးမှတည့်ရကုန်တယ်။လာပြီနေအဆုံးဆိုတာလာပြီကျော်တည့်ရအရုံမတက်ခင်အဲ့ဒါလို့ပြရပြတဲ့ချက်ပွေပေါ်တော့လည်းအဲ့ဒီချိန်ပဲပြရပြတော့လည်းအဲ့ဒီချိန်ပဲနောက်ဆုံးမှတတော်စစ်စစ်ပြေလို့ပြိဋိဝန်သာနာလည်းပဲအဲ့ဒီရဲ့အဲ့ဒီချိန်ပါပဲ cháu bỏ quên sang cháu chấp nhận gì đâu và chống số nghe là đi cái sau làm gì đi cái sau làm gì đi giàu đại giàu đại bắt đầu chỉ nhau cố về để bắt cố này bắt cố này à mất đây à cho sao giờ phụ rồi à còn mà cho sao giờ gặp quên nó mù đâu gặp ြောင်းပုတ်လေးပင်ဘုရားပြစ်လို့ရတဲ့ကြောင့်မုံကြောင့်ပုတ်လေးပင်ကိုဒီကနေ့ရေသွန်းလောင်ညတ်ရေသွန်းလောင်တာသစ်ပင်ကိုကိုးကွယ်တာပူဇော်တာမဟုတ်ဘူးမြတ်စွာဘုရားဒီသစ်ပင်အောင်မှာကိလေသာတွေကင်းပြီးတော့သဗ္ဗညုတညံ့တော်ဆိုတဲ့ဗောဓိကိုရလို့အတိတ်မှအနေနဲ့အဲ့ဒီရက်ကို ရှင်းမှပြီးတော့ပူဇော်တာဖြစ်တယ်။တပင်ကိုပူဇော်တာမဟုတ်ဘုရားကိုပူဇော်တာ။စေရီတော်လေးတီးပြီးတော့ရှင်းကိုရလည်းပဲ။အုပ်ပုံကိုရှင်းကိုရမဟုတ်ဘူး။မြတ်စွာဘုရားရဲ့တတော်ပွေတော်လေးတီးတယ်မှတိတာကိုဝဲတာတော့အယုပြုတော့ရှင်းကိုပူဇော်တာ။အယုပြုဖို့တာတာ။ တာကိုပဲတချို့ကပြောတယ်။တန်ကကိုဖုံကြီးကွဲနေတယ်တို့။ဘယ်ရာကိုရုပ်တူကွဲနေတယ်တို့။ဒါကအတိညာမရောက်တဲ့ပုဂ္ဂိုလ်တွေပါ။အတိညာရောက်တဲ့ဆိုရင်စဉ်းစားကြည့်ပေါ့။ကိုယ့်ရဲ့ဘဝမိဘတွေရဲ့တပ်ဖို့ကိုကြည့်ပြီးတော့ဘဝမိဘတွေကိုတတိယကြ။အဲ့ဒါတို့ပဲ။ ်မြတ်စွာဘုရားကိုပြန်မဲ့တတိယခြင်းဘောဓိနဲ့ကိုကြည့်ပြီးတော့မြတ်စွာဘုရားကိုတတိယတယ်တိတာကိုဝယ်တဲ့စိတ်တွေကိုကြည့်ပြီးဘုရားကိုတတိယအဓိကမှာကိုလုံတာမတ္တဗအတိပဲရှိတယ်ဥပ္ပုံမှုရှိခိုးရလည်းမဟုတ်ဘူးတပင်ကိုရှိခိုးရလည်းမဟုတ်ဘူးတကယ်ကအပြစ်ဆိုးခြင်းနဲ့ပုဂ္ဂိုလ်တွေ တို့သိသလောက်နေနဲ့တဲ့အဲ့ဒါလို့ပြောတာနိုင်ငံတကာမှာအာဇာနည်ပုဂ္ဂိုလ်ရဲ့ယုံတုတွေကိုလုတ်ပြီးတော့အာဇာနည်ပုဂ္ဂိုလ်ရဲ့ဂုံကျေစုကိုသိကြသလိုပဲပြတ်စွာဘုရားရဲ့ယုံတုကိုကြည့်ပြီးတော့ဘုရားစိတ်ကိုမတ်မြောက်ကြတာသာဖြစ်တယ်ဒီယုံပုံကိုကိုယ်ဝဲတာမဟုတ်ဘူးမတ်နော်အဲ့ဒါကြောင့်ကိုယ်ရင်ထဲမှာဖြစ်တဲ့သရတရားအစစ်နဲ့ မြတ်စွာဘုရားရဲ့ခြေစုလေးကိုအောက်မေ့ရမှာဖြစ်တယ်ခြေစုတရားဆိုတာပါလေဒီပြင်းပါသားတွေပါလည်းပဲသူတို့ကခြေစုတော့ကာနေစွာရှိတယ်သူတို့ခြေစုတင်စရာရှိတယ်ဗုဒ္ဓအနေနဲ့ခြေစုတင်စရာပါရှိတယ်မေ့လိုက်လုံတဲ့နာနဲ့မလုံတဲ့နာသိတာနော် ဓမ္မနဲ့အတ္တဘကွဲပြားစွာသိတာကုသိုလ်နဲ့အကုသိုလ်သိတာတန်မြာနဲ့နိဗ္ဗာန်ကိုသိတာဓမ္မစွာဘုရားရဲ့ခြေစူးတရားတွေဖြစ်တဲ့ပေါ့အဲ့ဒီခြေစူးတရားတွေဆိုလိုတာကအတိညာရရှိတာဘုရားရဲ့ခြေစူးတရားပဲအဲ့ဒီခြေစူးတရားကိုအာယုံပြုတ်ပြီးတော့မြတ်စွာဘုရားရဲ့ကုံတော်တွေကို ပူဇော်ရာယေဆိုရာအဗဒမအတိပဲရှိပါတယ်။ပူဇော်ယေဆိုခြင်းပြည့်ကိုယ့်ရဲ့ယေနမတရဆွမ်းအားဒီပညာဆွမ်းအားဒီဒါတွေအဖြစ်ပေါ်လာတာအဲ့ဒါကအနိတ္တရဘုရားကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတယ်။ကုသိုလ်စိတ်တရားဓမ္မမပြတ်ရှိပါတယ်ဆိုတာသိရှိနာလည်းပြီ။ ဗုဒ္ဓကိုအာယုံပြုကခြင်းလူဝန္တာမုတ်တရာတရားဖြင့်ကုသိုလ်တို့ပေါင်းကျူတာနိုင်ကြပါစေ။